အရခတ်တက်တော်ဒီ ULAAA ကဖန်ထားတဲ့ချင်းလူငယ်အယောက်60ကျော်ကို ပြန်လွှတ်ပေးဖို့အတွက်ချင်းနိုင်ငံရဲ့ဦးဆောင်ကော်မတီကတောင်းဆိုလိုက်ပါတယ်။ရခိုင်ပြည်ထက်ကချင်းចောင်းသူចောင်းသားတွေအပါအဝင်လူငယ်အယောက်63ယောက်ကို AA ကဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီးတော့စစ်တင်နှန်းတွေပေးနေတယ်လို့ချင်းနိုင်ငံရဲ့ဦးဆောင်ကော်မတီကမနေ့ကထုတ်ပြန်လာဖြစ်ပါတယ်။ ရခိုင်ပြည်ထဲကချင်းကျောင်းသူကျောင်းသားတွေအပါဝင်လူငယ်63ယောက်ကိုအေအေအားဖမ်းဆီးထိန်းသိမ်းထားပြီးတော့စစ်တင်နှန်းတွေပေးနေတယ်လို့ချင်းနိုင်ငံရေးဥဆောင်ကော်မတီကမနေ့ကထုတ်ပြန်လာတာဖြစ်ပါတယ်။ဒီချင်းလူငယ်တွေဟာမိသားစု စားဝတ်နေရေးအတွက်ပြည်မကိုထွက်ပြီးတော့အလုလုကြမဲ့သူတွေနဲ့ဒီပညာသင်ဖို့သွားကြတဲ့အသက်မပြည့်သေးတဲ့ကျောင်းသူကျောင်းသားတွေဖြစ်တယ်လို့လည်းဆိုထားပါတယ်။ တို့တွေဟာချင်းပြည်တဲကမင်းပြနဲ့ဒီမြေပုံမျိုးနဲ့တဲကချင်းလူငယ်တွေဖြစ်ကြပါတယ်2023 2024လေးနဲ့2025ခုနှစ်တွေတဲမှာဖန်ဆီးခံရတဲ့သူတွေဖြစ်တယ်လို့ချင်းနိုင်ငံရဲ့ဥဆောင်ကော်မတီရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်ဖန်ဆီးထိန်သိမ်းခံထားတဲ့သူတွေဟာအသက်73နှစ်ကနေအသက်45နှစ်ကြားအရွယ်တွေဖြစ်တယ်လို့လည်းဆိုပါတယ်